တို့ညာကိုအဖေနာစင်နေကြသူများအလုံးမင်္ဂလာပါရှင်။ဇာကြီးဆရာမကြီးခင်ဆွေဦးရေးသားထားတဲ့ပြန်သာပြန်မငှက်ရွှေဝါအပိုင်း၈ကိုဆက်လက်တင်ဆက်ဖတ်ပြပေးသွားပါမယ်။ခင်ဆွေဦးပြန်သာပြန်မငှက်ရွှေဝါအပိုင်၈ဝိခင်အားခုတလောအတွင်းဈေးတဲ့အချုပ်တဲ့ထမမိမရင်မုံအင်ကြီးများကိုခြေစည်းတံတရား တညာတညာစားချက်ချင်းဖယ်ပြီး၄၀အများပြီးအောင်တက်လေသည်တထဲတမတ်ဆိုတော့၄၀တချက်ရသည်တလာကိုရပောင်း၂၀အလုပ်လုပ်သည်ထား၂၀ချက်ခန့်အပူဝင်ငွေသည်ကြမ်းကြမ်းကမူဝေခင်ဝေခင်ဟုညညူယုံမှအပဘာမှမတတ်နိုင်မီဝေခင်ကလက်မသွတ်သွတ်ကလေးလှုပ်လို့ရင်အရင်အမောမပြတ်စကားဆူနိုင်သေးသည်အော်ဝက်ဖြစ်မှာတော့မစင်ကြောက်မနေနိုင်ပါဘူးရှေးချာရဲ့ကိုလေးစီကပိုက်ဆံတွေရလဲစုတရားရလဲစုဆွဲချုပ်ပြန်ယူရမယ်ဟဲ့ အမေတိပါရင်စိတ်မကောင်းဖြစ်မှာတကယ်ချင်းထိုနာဝေခင်ကသူ့နှစ်သိမ့်စကားနဲ့သူဒီလိုပဲအချောင်းစီချာကြရတာပဲမနက်စောကြီးတင်းကြီးစီုံတပြက်စီလာလာလဲတာတက္ကသိုလ်ကျောင်းသားနှစ်ယောက်ဆိုလားမိအောင်ကပြောနေဒီယောက်ကဆက်မှုတက္ကသိုလ်啊တဲ့ကျောင်းစီကန်ကောင်းတဲ့ကျောင်းသားလေးတွေမို့လားမသိဘူးအလုတ်ကိုရိုသေးတဲ့သူတို့တောင်းဝင်ပြီးတာနဲ့ကျောင်းတက်ဖို့ပြေးလာရတဲ့ဒါအထင်သေးစရာလားချီးမွမ်းစရာလားအေးလေစမ်းတော့မစမ်းပါဘူးကိုရှာတဲ့ငွေနဲ့ကိုကျောင်းတက်ရတယ်ဆိုတာကတော့အများကြီးချီးမွမ်းစရာပေါ့ဝီခင်ရဲ့ ဝိဇာသိပန်တက္ကသိုလ်ကျောင်းသူလေးတယောက်တော့တွေ့ဘူးတာသူ့အမိနဲ့ညစေးမှာကုံစင်းရောက်မနှက်ကြောက်တတ်တယ်ဒါမဲ့နင့်ကြီးအရောင်ကသက်ရှူချက်တယ်ဒီတော့ဝေခင်ကတပြင်းချမိလေသည်သူ့ပင်မဲ့သက်ရှူချက်တာကမပြညနေတော့တော်တော်နဲ့အိမ်မပြတ်နိုင်ကိုလေးတတိတရနဲ့စာရေးလိုက်တယ်ကျွန်တော်စီကိုပူရံငွေတွေလည်းရတယ်ဒါမဲ့နှစ်လတစ်ခါငွေ20အစိတ်ပို့နေမယ်စာတခါလေလုံငန်းစုပြီးပို့ပေးပါလားငွေကောင်းခွဲလွန်လွန် ကျွန်တော်ပေါင်းထားတဲ့ဆွဲကြိုရွေးချင်တယ်။ဒီနှစ်စာဝယ်ရတဲ့ပစ္စည်းចောင်းသုံးတွေအတွက်ကငွေတရေးတကြီးလို့လို့ပေါင်းလိုက်ရတာ။ကျွန်တော်အတွက်ဘာဆိုပါမှမွေဖြစ်ပါဦး။ခောက်ထီးတွေခစ်စားနေပြီတဲ့ခောက်ထီးတွေလို့ဖဲချီရဆုတ်တောင်းနေပြီ။ခုတလောအမေအနေနဲ့ငွေတရားပြအောင်လာမပို့နိုင်တော့ဘူး။ကိုလေးစီမငွေမအားရလဲကျွန်တော်စိတ်မကောင်း။ဒီငွေဟာကိုလေးအတန်နဲ့လဲရတဲ့ဒီစာကိုရေးလက်စာပြန်ထားလိုက်လေသည်ဘယ်တော့မှပြည့်ပြည့်စာမဟုတ်ပေ ရဲဝင်းနေသူများကိုစိတ်မချမ်းမသာမဖြစ်စေလိုပဲအကိုတို့နေရာသောဘဝဆားရအိရာသောဘဝကလူတန်းစီမဟုတ်ပေတော်အထက်ထက်တောင်အထက်ထက်ခလုတ်ကင်းများကိုဖယ်ရှား၍တရရန်ချီတက်ဖြတ်ကြွားသောဘဝပါတကားတောင်ကိုးနေမြူးနှင်းတွေကဝေဆိုင်ပိတ်ဆို့နေသည်တကယ်တော့ရှမ်းကုန်းမြင်းမြင်းမြောက်ပိုင်းအေးအေးတက်သည်ဆားရတဘူလွန်ခဲ့လျက်သာရှိတဲ့ခြေသည်ထင်းယူတော်ယူကလစ်တပ်စ်နှင့်ဝတ်တိချတို့သည်နှင်းပွင့်တို့နှင့်ဖွေဖွေလှုပ်လျက်မြေတို့မှာနှင်းစုထိုင်းနေပေသည် ဆာဇူရောဤနဂရီဤစီရတုအစုကဲ့သို့ပင်နင်းသာထံ၍ဟေမန်မာတာခြီလေးစားကရွှွန်မြနေရီမှိုင်းမှိုင်းဝေမြမြောက်လီဖြီးဆောင်မွန်းတက်အောင်လျင် နေအောင်မကြောက်နှင်းမပြောက်တီတလျှောက်ဝင်းချင်းဒီဘောခွင်၌အကူတင့်စော်လဲနေအောင်မမြင်ရသောအရက်ဒေတာ၌မိုးမောက်ပြင်းထန်သောစင်းနှင်းမောက်များအကြားတွင်နှင်းမုံနိုင်ကိုရင်းဆိုင်ရင်းကြမ်းတမ်းခတ်တျော်သောဘဝမုံနိုင်ကိုစုတ်ချက်ရေးချေနေလေပြီတကား ရန်ကုန်ဆောင်းဝင်ကတော့ရာသီအဖြစ်ဘာမှမထူကြသေးပေဝေခင်တို့စတုထားနဲ့အစတစောင်းနိုင်လဝင်ပါပါနဲ့ရွှွန်မြပြေဝန်တော်လာပြညာတွင် စတုဒီတာများအဆောင်အသီးကြီးကကျွေးမွေးကြလေသည်ဝေခင်တို့များသည့်ဆောင်းကမုံလုံးကြီးပေါ်ကျွေးသည်လာပြည့်နေ့အဆောင်များတွင်ထမင်းမကျွေးသည့်ဖြင့်ចောင်းသားတွေကအဆောင်တကာစတုဒီတာကိုလှည့်စားနေရသည်တချို့အဆောင်ကရှောက်သည်တော့တချို့ကပေါမို့အုံလို့စမ်းမအမ်းမဆဲရှိသည်များအစာတွေကိုဝမ်းနေဖြစ်ထဲကြသည်မှာចောင်းသားတွေထုံးစံလိုပင် ယခုများတည်ရောင်နေတဲ့လူအဖြစ်ကလထိုင်အလွတ်များပဲမရှိယူရိုတို့အုပ်စုလည်းစူးစူးညံ့ညံ့ရောက်ရှိလာကြသည်အုံနာပဲကွာထိုင်ကြလည်းမရှိဘူးဘဲဦးကစိတ်ပြက်သည်ကိုညှိတွားလိုက်လေသည်မတက်ရဆားကြတာပေါ့ကွာဒီကအပြောလဲချိုးအချောလဲပူပါတယ်ယူရိုကသူ့ဝတီတိုင်းရှွမ်းပက်ပက်ပြောသေးသည်မမြောက်ပါနဲ့ကြိုင်ကြိုင်ကပြန်လဲချိပါလေသည်ဂျီဟောမှာသူတမျိုးပြောခဲ့တာချိဖေကဝင်ထိုးသည် ဘဲဟူဟာမုံလုံးကြီးပေါ်ပကံအပြည့်ချထားသောစပွဲပေါ်ကိုမျက်လုံးကရောက်သွားကအစားငန်းလျက်ဟာအကြီးကြီးပါလားဘာလဲကွာပင်းရောင်တကူနဲ့မျက်စိများမှီးစင်းနေသောအဝေယာအိမ်မျက်လုံးများသည်ပြူစားလေသည်မုံလုံးကြီးပေါ်လေဓာတို့အတွက် special ပဲဟုချီးပေကပြောစေကိုပြဲနဲ့ဘဲဟူဟာမုံလုံးကြီးပေါ်များကိုပါဇက်ထဲကောက်ထဲကမြတီတီသူတွေကလိမ်မာအာအပလီဘဲဟူကအလန်တစားအော်လိုက်လေသည် မျိုးလုံးထဲမှာမျက်ရည်များထွက်ကာဟူဝါဟူဝါနဲ့ငြိမ်သီးဆက်နေတော့သည်ဆက်လိုက်တာဆက်လိုက်တာအမလေးရေပေးပါဗျို့ရေရေရေကိုပြဲကငါဆိုးထိုးတန်ရင်းနဲ့အော်တောင်းလိုက်ပြီးရှူရှဲရှူရှဲဖြစ်နေသည်သူ့အတန်ကြီးဖွင့်ထားသောထိတ်ရကော်ဒါ၏တေးတန်ကိုလွှမ်းမိုးသွားတော့သည်ကျောင်းသူတွေအားလုံးတော်တော်ရင်မောကြလေသည်ကျန်ကျန်ကမနေနိုင်သဖြင့်ရေခက်ပေးရသည် ကိုပြဲရောဘဲဥမှာရှာများပင်ထွက်နေတော့သည်ဂျူတို့ကဟဟပပရင်မောကဂုံချားတို့အောင်နဲ့တို့အမဲတို့မိတဲ့အတိုင်းပဲဟု မှတ်ချက်ချနေသည်ဂျီရိုနှင့်ချီပေတို့ကမော်လုံးရီဘော်ကိုလက်နှင့်ဖောက်ကြည့်ပြီးမှစားကြတော့သည်လူဆောင်သူဆောင်မင်းကြည်တူစီကလှပေးသည်နေเจ้าသားများဖြစ်ကြသောချင်မတ်တို့ဟစ်ပီတို့ဘိုးဆုပ်တို့အုပ်စုလည်းလာကြသည်သူတို့နှင့်ရောပါလာသူခင်မောင်ချစ်ဆိုသူကိုဂျီရိုကလှမ်းအော်ခေါ်လေသည်ခေါ်ပုံကိုကြည့်တော့ဟေးချစ်ချစ်သူတို့ကအော်ရောအများတီတီဆောင်ကချစ်ချစ်ဆိုသူကြောင့်သူတရရှင်းဟုရောင်ရောင်အမမထုတ်ချတဲ့ပြင်အားလုံးကဝိုင်းရကြသည်ခင်မောင်ချစ်ကကနေ့ကလေးရလေးဖြစ်သည် ူကနေကြောင်းသားဖြစ်သဖြင့်အုပ်စုနှစ်စုစလုံးကိုပေါင်းမိသူဖြစ်သည်။ဖြော်ပြားနှုတ်ညံသောအမှုရရှိသဖြင့်ချစ်ချစ်ဟုအဖျားဆုခေါ်ကြသည်။ခင်မောင်ချစ်ကဂျူရူတို့အနီးသို့ရောက်လာသည်။ဘဲဦးကမုံလုံးရေပေါ်ပကံအမကစားပါအောင်ဟုကြွေးလိုက်ရာခင်မောင်ချစ်ကမိကိုဆက်လျက်မင်းတို့ထက်လေလို့ရန်ကုန်သားလုံနေတာပါနော်။မုံလုံးရေပေါ်ပုံမှန်ထက်ကြီးနေငြုပ်သီးထည့်ထားတယ်မသိမချင်းမှတာ။ဘာမစိုးပုံမှန်အမ်းမဲ့ကောင်းတယ်။ပုံမှန်ထက်ပိုသွားရင်အန်နေရပဲ။ဂျူရူကခင်မောင်ချစ်ပခုံးကိုပုတ်ကရင်မောနေလေသည်။ချီပီက ို့မစုံမချောက်ကြီးကဘယ်ဆိုးလို့တော့မစုံမချောက်ကခင်မောင်ချီအမည်သည်ဖြစ်သည်ဒုတိယနှစ်တုန်းကချီမြင်ဓာတုပိတုကစသောမင်းကလေးအလိုက်များသောဘာသာလိုင်းတွေကိုယူသောအမျိုးသားများကိုအချောက်တွေဟုခေါ်သည်ဖြင့်ဆရာတူကကြားသွားကဒါဖြင့်မင်းကမစုံမချောက်ပေါ်ဟုပြောရမှဒီနာမည်တွင်သွားခြင်းဖြစ်သည်သူတို့ကတော့ပြောပြပါပင်တရားတော်ဘအဟစ်ဆူညံမြေချီပြရာခင်မောင်ချီပခုံးကိုလှမ်းပုတ်ကဟိတ်ချစ်ချစ်မင်းတို့ချင်းမန်းနဲ့ဟိပီတို့ကဖားကုတ်လေးပါလေနဲ့ပါလားအာဘာ ။ဟာကုတ်ခင်မောင်ချစ်ကမျက်လုံးပြူသွားသည်။ဟိုမလေးပင်းရင်းကြီးတွေပါတယ်နဲ့။မင်းတော်တော်ဆော်ကားတဲ့ကောင်ပင်းရီကိုပဲနဖားကုတ်လေ။တိုင်းပြည်မျိုးချစ်အစင်တစားကိုကတော်ဆိုးတဲ့ကောင်ပဲ။မဟုတ်ဘူးကွာမွေးတဲ့နဲ့လိုကဝတ်ထားလို့ချင်းမနဲ့ပင်းရင်းနဲ့ဘာဆိုင်လဲ။ဟာတော်တယ်ကွာဘာဖြစ်လဲ။ငါမျက်စီရတော့ cross ဖြစ်တယ်ဟဲ့အောင်လေ။ဒီကောင်ကိုရန်နိုင်တို့ဝေခင်ကိုညံထွန်းတို့ကြစ်ကောင်းတယ်ညံထွန်းတို့အတွက်ပင်ကတိုင်းရင်ပြည့်မျိုးသားစိတ်ပေါ်လွင်နေပြည်ပြန်တယ် ်ချင်မတို့တိုင်ဝမ်ကဝင်မပြေပြေမပေါ်လင်းနဲ့ပြန်ဖားတဲ့အတန်တန်ပဲစိတ်လေးကမပါပဲနဲ့တကားလောင်းနဲ့ဖားကုန်ချီပီယာပဲပဲနေနေပြောရင်သူ့စကားကိုသူသဘောကျကရင်မောနေသည်ဂျူလိုကချီပီဇဘူကိုလဝါနဲ့အုပ်ကန်လိုက်သည်ဝီခင်ကသူတို့နဲ့မလန့်မကန့်တွင်မုံလုံးကြီးပေါ်များပကန်ထဲထဲနေရမှရင်မောနေရင်သူ့စီသူလျှောက်လာတော့ရန်နိုင်ကိုတွေ့ကဟောပြောရင်ဆိုရင်မဲဟုလက်ကိုလက်ကန်ပွားနှင်းတုပ်ပြီးစီချိုလေသည်ရန်နိုင်ကပင်နေတိုက်ပုံနဲ့ရောလုံးကြီးမမိုင်းကိုဝှက်ထားလျက်အသက်ရွယ်ကြီးရင်တော့ဆရာတွေလိုပင် ငနထားတီတီနဲ့ဝေခင်းစီသူဖြင်းချင်းစွာလျှောက်လာကကိုညာထုံးကဝေခင်းစီလက်လိုက်လို့ကျွန်တော်စီကိုအရင်တစ်ခါကသူများတီတီဆောင်သွားတာအပြင်သွားနေလို့မတွေ့ရဘူးတဲ့စတိုင်မန်လျှောက်ဖို့ကိစ္စကလည်းတိုင်မင်းညင်နေပြီးတော့ငွေ20လဲပေးချင်လို့တဲ့ငွေ20ကတော့ကိုနဲ့ပေးလိုက်တယ်သူအခုဖြားနေလို့မလာနိုင်ဘူးရန်နိုင်ကစီကာပကုံးပြောလျက်သူ့ရှိအင်ကြီးအိမ်ထဲမှာစာအိတ်နဲ့ပိတ်ထားသောငွေကိုပေးလိုက်သည်ဝေခင်းကတုံဆိုင်တွေ့ဝေသောအမူအရာနဲ့အကိုကဘာပြုလို့ပေးရတာလဲ ။သူလဲငွေခဏခဏလို့လို့ကိုရန်နိုင်စီကချိရသေးတယ်ဆို။음သူ့ရန်ငွေပို့လို့တဲ့။ကိုစီကလဲတာတော့အိစားမရှိပါဘူး။ကိုကအပြင်မဂဇင်းနေမှာစာရေးတော့ပိုက်ဆံအပူဝင်သေးတယ်။ကိုညာထွန်းအောင်အမနာဖို့ပြောရတယ်။သူလဲခဏခဏဖျားလို့ဆေးဖို့ကကုန်သေးတာ။အော်အကူကဘာလို့ခဏခဏဖျားရတာလဲ။ဒီနေ့တော့မော်ချီမိုင်းကိုကိုတို့အန်ဒါဂရောင်းစာပေးစင်ရတော့မိုင်းတွေဖောက်အလုပ်သမားတွေနဲ့လက်တွေ့လို့စင်ရတော့လည်းပြင်းပန်းတယ်လေ။ကိုလည်းဒီပြန်အောင်စာဖျားလိုက်တာတခါတယ်။ ဝီခင်ကရန်နိုင်ဤမျက်နှာကိုအမှတ်မထင်ငေးကြည့်ပြီးမှသတိရကအနည်းရှိကလထိုင်လို့တလုံးကိုတဲမလာပြီးထိုင်မအောင်ဟုနှုတ်ကလည်းပြောစေရန်နိုင်ကဝီခင်တည်လာသောကလထိုင်ကိုကမန်းကရန်ကူတယ်လေသည်ဝီခင်ကရန်နိုင်အနည်းတွင်ရှိသောကလထိုင်တလုံးပေါ်အသာဝင်ထိုင်နေရဲ့အကိုကဘာကြီးစိတ်ပူမှာဆိုလို့လားမသိဘူးမပြောဘူးကျွန်တော်သိရတာတော့မော်ချီမိုင်းဆိုတာအဝေးကြီးဆိုဝေးကြီးဆိုမော်ချီမိုင်းကကြားပြင်းနဲ့ဘောခဲနေနဲ့တောင်ဘက်ဆွန်မှာရန်ကုန်ကနေလွိုက်ကော်ကိုလေးမြန်းနဲ့သွားရတယ်။လွိုက်ကော်ကမော်ချီမျိုးကိုကားနဲ့သွားရတာ 63မိုင်လောက်ပဲမိုးရင်းဆိုရင်လမ်းအတိတ်ကျနာလမ်းကလည်းကျဉ်ကျဉ်လေးတဘုံတွေကလည်းရှိသေးတယ်အဲ့ဒီကိုကိုတို့ကျောင်းသား16ရောက်ပေါ့လေဆရာမပါဘူးကိုတဘောင်းနဲ့ကိုအလုတ်သမားတွေနဲ့ဆက်ဆံလုပ်ကင်ရတာပဲရန်တိုင်းကအေးဆေးစွာရှင်းပြနေသည်ချူရိုစကားပြောမြန်သလားရန်တိုင်းကလေးသည်တလုံးစီကအရှင်းလင်းပြတာစွာပြောတတ်သည်ဝေခင်ကမောချီမန်းကဘာထွက်တယ်လဲခင်မဖြူနဲ့အဖြိုင်နဲ့လေကုံရရတော့ရှိနေတာပဲဒါပေမဲ့တဘုံရံညောင်းရောအဖြိုင်ရင်းစည်းတွေကြတာကြောင့်ရောအရှုံးထွက်နေတာ 1960ပြည်လောက်တုန်းကဆို28သိန်းအောင်ရှုံးနေတာခုတော့လုံသားတရားနဲ့ဆက်လုံနေတာပဲရေရှည်တော့ဟန်ကြမှာပါမြေရောက်မိုင်းဖောက်တယ်ဆိုတော့လေသိပ်ပင်မှန်းတာပေါ့အန်ရည်လည်းများတယ်ကိုရိုးဆိုတာတတိထားနေရတာပဲသိနိုင်တာပေါ့နော်ဟွန်းဒါပေါ့အတန်အနေစိုးရိမ်နေရတာပဲညဘက်မိုင်းနေဆင်းရဲ့လုံသမားတွေကမအိပ်ရဘူးကိုရိုးကြောင်းသားတွေကတော့အိပ်မိကြတာပေါ့ဒီလဲဒီဆိုပြီးတော့မတနိုင်အောင်ပြီးတော့အုတ်ထုတ်ကိုစီစောင်းထားရတယ်အုတ်ထုတ်မစားမိတဲ့ကြောင်းသားတရားကိုရုအဖွဲတွေကခဲပြုတ်ကြပြီးတခါလဲထိတ်ခွဲရောစိတ်ုံတော့တက်ချုပ်သွားတာ အဲ့ဒါမနစ်ကဖို့တီရာတော့အနမ်တူပေါ်ရင်းသွားတော့ပေါ့အမလီမတက်တာပါလားပြင်မနဲ့လောက်သမားတစ်ခွဲကိုចောင်းသားနှစ်ယောက်တွေပြီးမိုင်းဖောက်မိုင်းတူလောက်ကျမ်းပါတယ်များအကုန်လုံးရတာပဲနေရောက်တတူရိုင်းတွေကိုထုတ်လုတာတတူကြောတွေတခြား drill လင်း machine နေနဲ့လွန်ပေါက်တွေဖောက်ရတာပဲဒီလိုတူးဖောက်ရင်လည်းနေရာလွတ်မြမြရနိုင်ရင် dynamite ပောက်ခွဲရကောက်နိုင်တယ်နောက်တော့အဲ့ဒီ dynamite ခေါ်တဲ့ရံဘလူတွေကိုလွန်ပေါက်ထဲတိတ်ပြီးဖောက်ခွဲရတာပဲမိဘအန်နီရဲတို့အစိမ့်ငွေတင့်စီတဲ့အန်နီရဲတို့တွေ ပြိုမိတာရဲ့အန္တရာယ်တွေဒါတွေအများကြီးပေါ့လေမားရပြန်လာပြီးမှကိုရုစပင်နေတော့တိတ်ကျွတ်တာကိုညာထွားလဲထိတ်ပြောင်ဖြစ်မှာတိတ်ကြောက်နေတယ်ရန်နိုင်ကပြောရင်ခက်တဲ့တဲ့ရင်မောနေသည်ဝိခင်ကရှေ့တိုးပြီးတော့မုံလုံးကြီးပေါ်ကိုမစားခေါင်းကိုသာခိုင်ရနေသည်သူ့လုပ်ကိုသာစိတ်ဝင်စားသူရန်နိုင်ကတတိယနှစ်တုန်းကမိုးကုတ်ချက်ပြင်အသူရင်တောင်သို့သွားရောက်သောအကြောင်းတွေပါပြောနေသေးသည်ရန်နိုင်ဤဆရာထက်တန်သောမျက်နှာမှာလာရအောင်တွင်ဝင်းပြောင်နေသည်တည့်စင်မိအောင်မှလည်းဖြာ၍လင်းနေရမျက်နှာပါရချံကတော့အရေးနှင်မဲနေသည် ူ၏မျက်လုံးများလည်းဆူရှားတောက်ပြောင်းနေသည်ဝိခင်ဟာတစ်ချက်တစ်ချက်လှမ်းကြည့်တော့သူ့မျက်လုံးမျက်နှာအိမ်တွင်တကိုးရှိသလိုအယောင်များတစ်ဖြက်ဖြက်တောက်နေတတ်သည်ကြည်စံတန်နေထန်ခိုင်မသူသူ့အလုပ်ဖြစ်လို့သူခေကာလာတာမန်เจ้าသားထက်တာလွန်နေသူထိုเจ้าသားကောင်းကျေများအလေထင်ရှားထူးခြားစွာတောက်ပါရွှန်လက်ကတောက်ကြကျေပမာအသေးရင်နဲ့တင်တယ်နေလေသည်ကျန်ကျန်နဲ့ပြောသောစကားများကိုဝိခင်ကအမှတ်ရမိသေးသည်ဝိခင်ကစာကြိုးစားတော့သဖြင့်ကျန်ကျန်ကခါချိမယ်ဟုသတိပေးလျင် ရွှေချိုင်ရဲ့ကောင်းငင်မှာကျယ်ရီများကြီးပဲရှိတယ်။ကျယ်ရီတွေကကျယ်တဲ့ဝင်ဆိုရင်မထူပါဘူး။တို့ကတောက်ကြကျယ်ပဲဖြစ်ချင်တာ။သိတ်ကြည့်ချင်မိသလား။တို့ယူတယ်လို့ပြောချင်ပြောတော့ယူတော့နည်းနည်းယူမိတာပဲ။တို့ကဂုံနေပကာသနာတွေမမတ်ပါဘူး။တော်တော့တော်ချင်တယ်။တို့လူတော်ဖြစ်ချင်တယ်။တို့မှာဂုံလုံးစရာပညာပဲရှိတယ်။ကျယ်တော့ဘလို့လို့နေမရဲမိပဲပြောခဲ့မိသေးသေး။ယခုရန်တိုင်းကဝေခင်ဖြစ်ချင်နေတော့တောက်ကြကျယ်ပါမှာလူမျိုးပြေတကား။ ရန်နံကိုအကဲခန့်ရင်ဆရာတက်ကြွလာမိလေသည်စိတ်သက်လည်းရင်ကျက်လာရသည်ကျူတို့ကိုကြည့်ရင်တော့ပြောရသည်ကျူတို့ကတော့လူဘဝဆိုတာတူတူလေးရဲ့စိတ်ကိုသိမချုပ်ချယ်ချင်ပါဘူးဘာမဆိုပြပြပပပဲအလုတ်တောင်ပြောရစေမွေးပြီးလုပ်တယ်ငါကတော့ကြောင်းတက်တာတောင် ပြောပစားထွက်တယ်လို့ပဲဟုပြောတဲ့လေသည်ဒါကြောင့်ကြောင်းပြေးနေတာပေါ့ဟုဝေခင်ကပြောလိုက်လျင်ကြောင်းပြေးပါဦးဘယ်တော့မှပြေးလို့လဲကြောင်းနေတိုင်းလာတာပဲဒါဆိုအတန်းနဲ့မလာတာရောအေးအတန်းနဲ့မလာတာတခုပဲဟုပေါ်တီပေါ်စာ ဖြည့်သေးသည် ။ဒုနေညာကတော့ကျူတို့ဒီရန်နိုင်နေဝေခင်တို့စကားပြောရသူထလာကဝေခင်ရှိရပကံများထဲမှာမုတ်လုံးကြီးပေါ်တလုံးကိုလက်ဖြင့်ဖောက်ပြီးမှာပါဇက်ထဲထည့်လိုက်ရင်ရန်နိုင်ရောက်တာကြပလား။အကူနဲ့မျက်နှာချင်းဆိုင်တွေရလျက်ပြုံးထွေးနေတာနဲ့မေးသည်ရန်နိုင်ကခုလေးတယ်မယ်။စောစောကမင်းနဲ့ဝေခင်စကားပြောနေရတော့ငါတွေ့တယ်ကွာ။ကျွန်တော်တို့လည်းအမျိုးစုံအော်ဟစ်နေတာ။ဆရာဆန်တို့တကြီးမင်းတို့ပြောနေတော့မှမင်းအတင်းပြောနေမှန်သိရတယ်။ငါဒီကောင်းလေးကိုဖြေးချင်နေတာကြားလာပြီ။ဟိပီယားဆိုအတန်လေးတဲ့ညောင်နဲ့ငါတိတ်အမြင်ကတာပဲ ဲ့ဒါမင်းမှားတာပေါ့ရန်ပိုင်ကဒါလည်းနဲ့ဘာလို့ဖက်ဖြစ်မလဲတတိရှိရဲ့လူကဘာမှလည်းလို့အတံမထဖို့ဘာမှမရှိတဲ့အိုးကွာဟာပုံပြီးအတန်ကျဲတယ်အင်္ဂလိပ်စကားမှောင်ရှိသားပဲမပြည့်တဲ့အိုးကဘာမှင်ခတ်တယ်တဲ့တချံအမြောက်ဟာပိုပြည့်တယ်ဆိုတာတွေကဒီသဘောပေါ်ကွာမင်းရလဲရန်တန်ကပြောလိုက်တော့ကချူရူကမျက်နှာသားအိုလေးရဲ့မင်းဒီပါလာအောင်တာလဲခါတိုင်းတိုင်ပြမင်းမသွားရပါဘူးငါလည်းငါကိစ္စနဲ့ငါပေါ့ကွာဘာကိစ္စလဲရန်ပိုင်သူများကိစ္စအောင်ဘာလို့သိကျင်နေရတာလဲဝိကင်ဘာကိစ္စလဲ ဂျူတို့ကရန်တိုင်းစီမှာအဖြစ်များသဖြင့်ဝေခင်ပဲလှည့်မိသည်ဝေခင်ကဘာဖြစ်ရမယ်မသိငင်းငိုင်နေစေရန်တိုင်းကဝေခင်မဖြစ်နဲ့ဟုလှမ်းဟန့်တားသည်ထို့နောက်ဂျူတို့ကစိတ်ပြက်လက်ပြက်နဲ့လှမ်းကြည့်ရင်ခေါင်းကိုခါရမ်းလိုက်လေသည်ဝေခင်ကစကားဆရှာမတွေ့သဖြင့်ရေရွေ့တာနေသည်ရန်တိုင်းကလည်းမင်းမဖြစ်ရင်သူဖြစ်လိမ့်မှာပေါ့ဂျူတို့ကသူ့ဘေးပတ်ဝန်းကျင်ကိုအကဲခတ်တယ်လို့ကြည်ရင်ပြောလိုက်သည်ဝေခင်တို့ထိုင်နေကြသောနေရာမှာကြောင်ကြသဖြင့်ချောင်းသူချောင်းသားများမရှိကြ။ဒီတော့အေးအေးစီစီစကားပြောဆိုနိုင်သည် ရန်တိုင်းကလူကြီးတဲ့ခွဲခွန့်လွတ်သားပြောမျိုးနဲ့ဟုတ်ပါဘူးသူဖြစ်တာဖြစ်တာအကြောင်းမဟုတ်ဘူးငါပြောနေတာမင်းအတွက်မင်းပြုတ်မှုအတွက်မင်းအနေတက်ဖို့အတွက်မလိုပါဘူးဂျူရိုကအောက်တိုးတိုးမျက်နှာနဲ့ဖြေသည်မင်းသူများကိစ္စလည်းဘာလို့ဝင်အကျိုးရှိမှာရောတီကြီးစွာပြောကထိုင်ရမထားတဲ့ဂျူရိုပခုံးကိုတစ်ချက်ပုတ်ပြီးဝေခင်ကိုနှုတ်ဆက်ကပြန်သွားလေသည်ဝေခင်ကရန်နိုင်ကျော်ငေးမောကြည့်ပြီးဂျူရိုကလည်းသိဆိုရပဲကိုရန်နိုင်စိတ်မကောင်းဖြစ်သွားပြီပြောလိုက်လေသည် ဂျူတို့ကမျက်နှာတော်မုံလေးရဲ့อืมသူက10မိနစ်တည်းကြည်တာလေငါ့ကိုဆရာလာလို့လို့ဘာရမှာလဲဒီတော့ဝေခင်ကဘာကြောင့်ရင်မသိစိတ်လက်ပေါ်ပါစွာရင်မိပြန်တော့သည်ဒီဒီထပြန်ကြတော့လေကျူရောမပြန်သေးပြပြဝဝနဲ့ရှောင်းမမြထွန်းပါတော့တစားမုံလာပြညအကြီးကသာတော့တာယာရှိလေသည် ဂျူရူကဝေခင်ဤဝမ်းပပမျက်နှာကလေးကိုအတန်ကြာစိုက်ကြည့်ပြီးမှငါမေးတာဖြစ်စမ်းပါဟုဇူရူမင်းနေပြန်သည်ဝေခင်ကပြုံးလျက်သိသိချင်နေတာပဲဟုတ်လားအေးဖြေမဖြစ်စမ်းပါအကိုညံထောက်ကနေမကောင်းတာနဲ့ကိုရန်နဲ့ကိုလှုပ်လိုက်တာဟိုနေရာများတီရီကိုအကိုလာတာတွန်းနဲ့မတွေ့တာနဲ့အခုကိုရန်နိုင်နဲ့လှုပ်ပြီးချိန်တာပြီးတော့တွန်းငွေ300လောက်ရင်300အောင်ဝင်20ပို့လှုပ်တာအေးအဲ့လိုဖြစ်လိုက်တော့လေပြီးရောမလားရန်နဲ့ကဒါအောင်များရေးကြည့်ခွင့်ချက်လို့ ။အော်တို့ရှက်မှာဆိုလို့ထင်ပါရဲ့။ तू ကလူကြီးတွေ့တွေ့တာပါ။အော်အေးငါကလေးပေါ့။ဝေခင်ကဂျူတို့အထာနာကောက်တော်စကားကြောင့်ရဲမိပြန်သည်။နောက်ဂျူတို့ကပါမနေနိုင်သဖြင့်ရဲမိလေသည်။ထို့နောက်ရဲလျက်ရှိန်ကြီးအထက်မှာလက်ကင်ပေါ်အထုပ်ကသူ့မျက်နှာကိုတုပ်ပြီးဝေခင်ကငေးဆိုင်ကြည့်နေသည်။ဝေခင်ကသူ့လက်ထဲမှာငွေ20တန်းထည့်ထားသောစာရေးကိုကိုင်ငေးရင်းမဆိုလိုပါဘူးဟုဖြေသည်။ငါလည်းအကောင်းပြောမလို့ပါ။ရန်နေရမိမတွေနဲ့ခင်းခင်းရှင်းရှင်းနေတဲ့တာငါအသည့် နေရာလဲရိုးရိုးအေးအေးနဲ့နေတာတို့အမြင်ပဲဒါကိုကျော်ကျော်တို့ကနင်တို့နှစ်ယောက်စကားပြောတာကိုတကြီးမင်းနဲ့ကောက်ဆိုင်တမလို့ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့တပုတ်လေးလင်းပြောနေတာမခံနိုင်တာနဲ့ငါကလာသတိပေးမလို့ချန်တိုင်းရှိဒါပြောပြရင်လဲနေရောရန်နိုင်ရောမျက်နှာပူရမယ်မလားတကယ်တော့ဒါရင်းနဲ့ထုတ်ပြောဖို့မဟုတ်ပါဘူးနင်ကအပေါ်မှာအထင်သေးမှဆိုလို့ဂျူတို့ကပြောပြန်တော့ဝေခင်ကြီးမျက်နှာမှာဒေါသရောင်ဖြင့်နင်းမြန်းသွားသည်ဟာထိုးနဲ့ချန်တိုင်းနဲ့ကဘာမှဖြစ်တာမှမဟုတ်ပဲဒီလိုပြောလို့ရမလား ကိုကိုတိုင်းအကျင့်ပြပြနေတဲ့လူတွေကသူများအောင်မဟုတ်တာဖြစ်စေချင်တယ်ဟ။မြေခွေးအမိပြတ်တယ်လို့ပေါ့။ပြီးတော့ကြော်ကြော်ကငါတို့ညီကိုနဲ့လည်းမတည့်ဘူး။ညင်အောင်လည်းကြည့်လို့မရဘူးလေ။အမလေးရင်းဆိုင်ပါဦး။ချင်းမက်ကောဟွသူကြောင့်မသိရင်ခက်။ဝိုင်းကလည်းဖဲရိုက်နေရ။ပြီးတော့လေဝိုင်းမှာတွေ့ရတဲ့လင်းရှိမရတယောက်နဲ့။ဟာနင်းသားလေးဘယ်လိုသိလဲ။ကျူတို့ကမေတော်ဝေခင်ရမပြောတဲ့။မတင်ရှင်နဲ့မလားရွှေစီမသိရသည့်အကြောင်းဒေါခင်စားပြင်းရင်မဖဲဝိုင်းအကြောင်းမပြောချင်တဲ့ဖြင့်ဒီလိုပဲပေါ့။တဆင့်စကားနဲ့ကြားရတာပဲ။ ဖဲပိုင်းနေတဲ့မှာလည်းတို့လူတို့ကချက်စားနေရပဲတို့တည်ရပေါ့တို့လည်းစီနီယာမမဖြစ်လာပြီပဲဟာဖဲပိုင်းမှာလည်းရှိမရတွေမရရှိလင်းနေချွတ်ချွတ်လူတွေဖြစ်နေတာပဲချင်းမဲ့လည်းအဲ့ထဲမှာပါတာပေါ့ပြီးတော့ခိုင်ကင်းနေရလဲလေဗာလိန်ကတက်တည်ခံလိုက်မယ်ဒီတော့ဂျူတို့ကဟက်ခနဲ့ယင်မိသည်ရိုးရှာသူလေးကိုမပြောတင်ပြောတင်ချိန်ဆပြီးမှလဘာလင်းလေးမှာချိန်ပြီးလမ်းလျှောက်တာတော့ကတော့ရိုးနေပါဗျာပုံဆွဲယုံနေတယ်မှာလူချင်းချင်းဝင်ပြီးပုံဆွဲသလိုနဲ့တကားပေးလိုက်ချိန်တွေ့တဲ့နေရာကောင်းပဲ ငါတို့ကဘယ်သူမှသဘုတ်လေးလည်းမပြောချင်ဘူးဂျူတို့ကပြောပြီးနောက်သူ့စကားကိုလွန်သွားသလားဟုစဉ်းစားနေမိသေးသည်ဝေခင်ကြီးမျက်နှာကလေးကလည်းကလေးငယ်ဘမအပြေကင်းစင်လာပေသည် သူ့ဘာသူသိလာပြီးထင်ရှားတော့လဲလောကကြီးတွင်သူမသိတာတွေကအများအများပဲလောကကြီးတွင်သူစီရဲ့အမှုတွေနဲ့ပြည့်နှက်နေပြီးအမောက်ဇလံတွေကလည်းသူနဲ့တည်းထို့ပြင်ရန်ကုန်လိုမြို့ကြီးပြည်ကြီးတွင်အရွယ်ရောက်သူတွေရှုပ်ထွေးစီဖို့လှုံ့ဆော်ချက်တွေကအများများစွာရှိနေသည်တရုတ်ပြည်အနောက်တိုင်းနဲ့မြန်မာရုပ်ရှင်များ တရုတ်ပတ်စာပေတရုတ်ပြက်ကာတွန်းနှင့်ဒေဂီတာများမြန်မာခေတ်တရုတ်ပြက်လူမှုဆက်ဆံရေးများကလူငယ်လူရွယ်တို့ပျက်စီးရာပျက်စီးကြောင်းကိုတွန်းပို့လျက်ရှိလေသည်လူငယ်လူရွယ်များသာမကလူကြီးလူအားအမြင်ခံသူတို့ချို့လဲမိမိတို့၏လူပြုအပြုသားသမီးများကိုအမှောင်လန်းသို့ညွှန်လျက်ရှိလေသည်ဥပမာချင်ဘက်အဖေဆိုလျင်မိမတော်တော်လိုက်စားသည်ဟုဆိုသည်သူလာရောက်ကလည်းနှိမ့်ဆက်စီရေးမလေးတွေနဲ့ဆိုလျင်သူနှစ်မလွတ်ကင်းတာများသည်လွတ်ကင်းသောသူများကလည်းသူလက်အောက်တွင်ကြာရှည်မမြဲတတ်ပေ ဒီလိုမိဘမျိုးကပေါက်ခွာလာသောသားသမီးတွေဆိုရင်ငပြောပင်ဆိုင်မိလိုက်ဖပါဆိုသလိုဖြစ်ရတော့သည်စိတ်괴ရာနေရာတို့သည်ယောက်ျားမိန်းမမွေးရော်괴ရာနေရာများဖြစ်လာလျင်ကြကြော့ဖို့ပုံဆွဲယုံသည်အာယုံနောက်လိုက်မှားเสียရာနေရာတစ်ခုဖြစ်လာမြင်မှမဆန်းလာပေချိပေတို့အဆိုအားဆောင်ကြများရဲ့ဟုပင်အမြင်မဲ့ခေါ်ထားသည်သူတို့ကပင်မင်းတို့ကောင်တွေမဟုတ်မဟန်မပြောချင်ပါနဲ့ဟုကန့်ခွက်ရသေးသည်ဘာဖြစ်ဖြစ်လေကိုကောင်းရင်ခေါင်းမရွေးပါဘူးဝေခင်ကလက်ပြတန်ရှင်စွာပြောပြနေမြဲပင်သူတို့က ချစ်တယ်ကြိုက်တယ်ဆိုတာကတော့ဖြစ်တတ်တဲ့သဘာဝပဲကဲ့ရဲ့စရာမဟုတ်ဘူးလူပြိုအပြိုအရွယ်တွေပဲဟာဒါပေမဲ့အစည်းကမ်းလေးတော့ထားရမှာပေါ့သူတို့ကတော့သူတို့အစည်းကမ်းမထားတိုင်းလူတကာကိုလည်းညှိုးထိုးနေတာဟု ပြောရင်ဒေါသထွက်နေသေးတယ်ဒေါသထွက်နေရမှာဝေခင်မျက်နှာကလေးကိုလှမ်းကြည့်မိပြန်တော့ဒေါသတွေပြေရောရသည်ဝေခင်မျက်နှာလေးကပြင်းပြိုးမဲ့မထင်ကြည်ကြည်လင်လင်နဲ့တန့်စင်လာသည်မျက်စံအင်ကြဲကြဲနဲ့ညုံမောင်ရှွန်းလဲ့သောမျက်လုံးများကိုဝိုင်းရံထားသောညမျက်တောင်ကော်များကိုဝင့်ငါခတ်နေသည်ညံ့လင်းရဝင့်ပြက် မောင်တော်ဘက်တွင်ဝေခင်ဤနှာရန်ကလေးသည်ဂရိကြောက်စရုပ်ဤနှာရန်ပမာဖြောင်းစင်းလျက်နှာရန်ဖျားကအနည်းငယ်ကော့နေသည်စီမထိုးထားပဲနှိမ့်မြန်းနေသောနှင်းစီဘူးတို့ငုံအားပွင့်လျက်သွားအယောင်ဆက်လာယောင်ပြတ်တဲ့ကဲ့သို့ရှိလျော်သည်အဆောင်သို့ပြန်လျင်ဝေခင်အတွင်းနှင့်တရေမိဆက်မည်စိတ်ကူးယဉ်မိသည်ဝေခင်သည်ချစ်စပွဲသောမိမငယ်တယောက်စင်ရဲသလားကိုခြင်းတရားယူတာမပြတ်ပြားသောမိန်းကလေး ရီမန်းညက်ကြီးစွာဖြင့်စစ်မှုတက္ကသိုလ်လိုထိတ်တန့်တက္ကသိုလ်တို့ရောက်အောင်လာလျက်သူ့ကြောင့်စီတဝက်မြကို သူ့ဘာသာကြံဖန်ရှာဖွေနေရသောစင်နာမျက်နှိုးပွေရသောနှမငယ်လေးစင်နာလင်းဝေခင်ကိုနှမအဖြစ်မွေးစားခြင်းသည်ဆယောက်သောမောင်နှမတွေထဲတွင်ဝေခင်ကရံပိုင်အချစ်ဆုံးသောနှမကလေးတယောက်ပေါ့ဒီတော့ဝေခင်ကြောင့်စီကိုရံပိုင်တို့ဖေဖေနဲ့မေမေတို့ကထောက်ပံ့ပေးလိမ့်မည်သူ့လျင်နှုံချသောတိမ်ငယ်သောဘဝရှင်ဝေခင်ကိုဘယ်သူမှကဲ့ရဲ့တင်ကြပြုတ်နိုင်မည်မထင် ခိုင်ကီတီမော်လိုရီးစားထဲလဲထားအောင်တော့ထဲဝါသောဝေခင်ကိုဘသူကမှဆော့ကားမော်ကစောင်းချိတ်ပြောရဲမြင်နီလူတိုင်းလူတိုင်းကအလှပကြီးမာလေးဝေခင်ကိုဖူးဖူးမှုတ်ကြမိတာခုတော့ဝေခင်တင်ငယ်လျက်ရှိသေးသည် ဝေခင်ပထမရီးစားကစစ်သားတဲ့ဒုတိယကညံထွန်းတတိယကရန်ပိုင်းစတုထာကရန်နိုင်နဲ့ဝေခင်အကူရင်နဲ့နှမတဝန်းခွေအကူတပါအပြောခံရလေသည် ဝေခင်ကဒါတွေမသိဘာမှမသိရှာ ဝေခင်တို့အစာမှာကျူတို့ပြန်လာရတော့ရင်းနေနိုင်ဝေခင်အတွက်ကယူနာတိတပုတ်ကိုရေးဖွဲ့တီးခဲ့လေသည်ကျူတို့သည်လိုက်အောင်နဲ့တောက်ပြောင်နေသောကတ္တရာလမ်းမပေါ်မှရှောက်ပြန်လာကြသည်ဂျီဟောခေါ်ဥဒ္ဒရအဆောင်ရှိရာရှိတွင်စောင်းနှင့်သချင်းကြီးများတည်ဆူနေသောအဖွဲတစ်ဖွဲ့ကိုတွေ့ရသည်ပြင်စမနှစ်နှစ်နောက်ဆုံးနေမင်းကလေးများနေထိုင်ရာဂျီဆောင်တို့ဤသို့ပင်ပြင်ပမှတက္ကသိုလ်ကျောင်းသားတို့သည် တကူးတကအုတ်တင်ဖွဲ့ပြီးသချင်းစုလေးရှိကြသည်တချို့လဲကာလာဘော်တေးသချင်း တချို့ကအင်္ဂလိပ်သချင်သက်သက်တချို့ကမြန်မာရှိသချင်ကြီးများဆိုကြတည်ကြသည်မျက်လင်းငုံကျဲပါတဲ့ဆက်လင်းကိုခက်ခဲသူငယ်ကြောင့်ဖြေတရင်ငွေလာမင်းရဲ့ကလမ်းပွင့်တော့လွမ်းလို့ကြည်မြောင်းစုံရကောင်းငယ်လေးအောင်းမိလို့နော်ကျူတို့တို့ဒီလမ်းလျှောက်လာရင်ပိသားကြည်လင်သောစောင်းကျိုးခက်တံကိုကြားနေရသည်ကျူရိုဝင်သူရင်ထဲမှာလှိုက်၍ရန်တိုင်းနဲ့စူတီးလေးရှိသောတောင်သမန်စာမောင်ဖိငယ်ဤစာပိုက်တစ်ပိုက်ကိုအမှတ်မထင်ဝင်ကြီးပြန်သည် ဆောင်းတော်ကိုပိုက်ပါလို့လွမ်းခိုက်ကိုမျောခွန်တိုက်ခေါ်လှဲ့ပတစ်တီတူဖြစ်ပြီဘူးဆိုတဲ့ဟိုကမီငွေရပြန်မီရွှေမျက်ရည်လှဲ့မာလေးတွေးခဲ့သူနီငွေလာမင်းကလင်းပွင့်လျက်နေရာမလဲထွန်ပပသားနေပြီသည်ဆောင်းညလေးသည်အေးမြလျက်လေယူသိမ်းရသူရင်းငါတင်းငါပါချီသောတိရိပ်မောင်မောင်တို့သည်ညတေးဂီတာကိုအထောက်အကူပြုနေသည် အရေးကောင်းဆုံးဒိန်းနှောင်းဖြက်ဆိုပြီးတကယ်တို့ကြော်ကြော်လုပ်ဖွဲ့မှကားတစီထိုးဆိုင်တန်းနဲ့အတူဂီတာနဲ့ဆိုတီးကြသောအင်္ဂလိပ်ဘာသာတေးသံသည်ကြီးဆောင်ရှိတွင်ဝူဝဝနှင့်ဆူညံသွားတော်သည်ထိုးတံများကြတွင်စော့စော့ကစောင်းတန်းလည်းပျောက်သွားရလေသည်စောင်းဖွဲ့လည်းတက်ခေါက်ပြညာဟန်ထင်လုံးဝအတန်ထွက်ပေါ်လာခြင်းမရှိတော့ကျူတို့ကစောင်းတန်းနဲ့တူလိုက်ဆိုနေသောတေးသံသည်လည်းတမဟုတ်ချင်းရှက်သွားရတော်သည်ညမကြမီထိုကားသည်ဂျူရိုလူအုပ်ကိုအတင်းတရံချမ်းဖြတ်ကျော်ရန်ဟွန်းတတီတီတီးကြပေးသည် ချီပင်နေဘယ်လိုကလမ်းပေးသူကပ်ပေးတော့လဲဂျူရိုနဲ့အဝေယာတို့ကကတ်မပေးအဝေယာကဟေ့ဖြူရိုကရသားသမီးတွေဟင်ကျေးမှုဆိုတာဒါလားလမ်းတော်ဒီကားဒီချွေကနေပရိဥဒန်နဲ့သူရက်လိုက်တယ်ကားမောင်းသူကြော်ကြော်ကကားတကားကိုစောင့်ပေကဆင်းလာပြီးဂျူရိုတို့ရှိကိုရက်လျက်ဘာပြောရလဲဟုမေးလိုက်တယ်ချီပင်ကသူ့နှစ်ကိုပြောင်းကြော်ကြော်မျက်နှာထားနေဒီလိုပါတကယ်ချင်းမင်းတို့လိုအရာရှိကြီးစားတွေရဲ့သားသမီးတွေကကားတရေဆန်မောင်းနေတာချက်လျင်မြန်လို့ကြွေတာ အဲစီမံခန့်မဲ့ဖြတ်ကျော်တတာတွေဟာထပ်တန်းစားယဉ်ကျေးမှုလားလို့ဟိုရမေးတာပါရှိဒီယာတာမပြောနဲ့ဇီးသီးနွားစမယ်ဆိုတာငါသိပါတယ်ချီးပေကမှင်းသေးသေးဖြင့်ပြောလိုက်ရာဘဲဦးတို့ကဟားကြပြန်သည်စေပရီနဲ့ကိုပြဲတို့ကလည်းခြုံနှားသောပစိုးများကိုပြင်ဝင်ကြကရဲကြပြန်သည်ဂျူရောကမူကြော်ကြော်မမိတ်မတုံငေးဆိုင်နေသည်ကားထဲမှာလည်းဘိုးစုပ်ဟစ်ပီနဲ့တကွာဂျာကင်နိုင်လွန်စပုတ်ရှက်တက်ထရက်ဘောင်းမရှိခွထားကြသူများထွက်လာကြသည် ညမောင်တော်ကလင်းတော်ဝက်တွင်အနက်ရောင်ထိုင်ခွက်၌တလက်လက်တောက်ပါနေသောထောင်ကျော်ရနိုင်ကိုဝှက်ထားကြသောတာနာတောက်ပါသည့်လူငယ်လူရွယ်များကိုဂျူရူကလှမ်းကြည့်လိုက်သည်ကြော်ကြော်နှစ်ဟစ်ပြီးတော့နှစ်ယောက်သာဝှက်ခဲသောပင်နေတိုက်ပုံရင်းနှင့်မြောက်ပြင်ပိုးလုံးကြီးများကိုဝှက်ဆင်ထားသည်မင်းတို့ဆော်ကားတာများပြီကြော်ကြော်ကဒေါသဖြင့်အော်သည်ဒီတော့ချီပီယာရဲရင်မင်းတကွာလူမဖြစ်ပါနဲ့ကွာမင်းတို့ရန်ကုန်မြို့တော်ကကားတရံကြမ်းမောင်းပြီးလူတွေကိုဆော်ကားခဲ့တာလည်းမနေဘူးဒီကြောင့်ကလည်းမင်းတို့ဆော်ကားသမျှကိုခံခဲ့ရတာ ငါတို့ဖို့ဒီနေ့တကြောင်မောင်းလာပြည့်နေဆိုရင်၃နှစ်တလားနဲ့၄ရက်တည်းရှိသွားပြီငါအင်းလေးလုံကြီးတစ်ထဲရွှန့်ဆက်ဆင်လို့ပြစ်လိုက်ရပြီဟိုကောင်ဝေရကြီးလဲလမ်းမေးခုန်ဆင်းလိုက်တာဖနှက်တရံဆုံးရတယ်ကားကြောက်တတ်တဲ့စေပတီကနှလုံးအားနဲ့တဲ့ဝေဒနာစိုက်သွားတယ်ကိုပြဲကြီးနောက်တကားကောက်လိုက်ရလို့ကျက်ချီတော်ရှင်နဲ့အကြီးအရွယ်ကြွေပြီးမွေးထားရတဲ့ကုတ်ကြလဲဥထွက်လို့တေးခဲ့ပြီကွပိုရီပြောမနေနဲ့မင်းတို့ကောင်တွေကဘာလို့ရှင်တော့လဲတို့ကစပြီးတော့ဘာမှမလုပ်ချင်အောင်ကြောကြောမင်းကငါတို့ရဲ့ညီတဝမ်းခွဲလဲတော်တယ်အသက်လဲနေတယ်ဆိုပြီးတော့ငါတော်တော်သီးခံနေတာ ။ဒါမဲ့လူလူချင်းပို့ကြလို့တော့မရဘူးကွာ။ခွေးတကောင်ချင်းနဲ့ကန်လို့ရခြင်းရမယ်။လူလူချင်းကိုတော့လှမ်းပို့လို့မခံဘူး။လူဆိုတာအတူတူပဲ။ဒီတော့မင်းကငါတို့ဘာလုပ်ချင်တယ်လဲမမင်းနဲ့။မင်းတို့ဘာလုပ်မလဲ။မင်းလုပ်ရင်တင်လာရင်ငါတို့ကပြန်လောက်ရမှာပဲ။ဂျူရိုကပြောလိုက်သည်။စေပတီးကဂျူရိုလက်ကိုဖမ်းဆွဲကဟိတ်ဂျူရိုမလုပ်နဲ့ဟုလှမ်းတတိပေးသည်။အဝေယာကသူ့မျက်စိကိုမေးစင်းလျက်ဂျာကင်စပုတ်ရှက်ဝတ်သူများကိုလမ်းကြည့်ကနိုင်ငံတကာလူချမ်းဖွဲ့ကြီးပါကွာငါတော့တိတ်ကြောက်တာပဲတိတ်ကြောက်တယ် ပခုံးတွင်းမြပြီးခန်းကိုတုံမြနေသည်ထိုအခါကျော်ကျော်ကခက်လောင်လောင်ရဲ့လျက်ဩမင်းနဲ့ငါနဲ့ကဆွေမျိုးတော်ရတယ်လားတော်ရဲဆိုရင်တော်ရဲသူကိုဖောက်ထုတ်ပလိုက်မယ်အေးဖောက်လိုက်ပါကွာငါလည်းမင်းလိုဇေယိုက်မမှန်တဲ့ဟာမျိုးနဲ့ဆွေမျိုးမတော်ချင်အောင်ပြောရှာတယ်တကြီးမင်းညီကောက်ဆိုင်တမရဲ့ရီးစားကျော်ကျော်ဤစကားကိုဆုံးအောင်မင်းနဲ့မဆောင်တော့ပဲဂျူရိုဒီကျော်ကျော်ဤမြက်ခွက်ကိုထိုးလိုက်တော့သည်အဝေယာကိုဟစ်ပီးကမော်တော်ကားကောက်တန်နဲ့ဝင်ရရာအဝေယာကတင်းချောင်းရင် ထိုးတက်ရပြန်သည် ဝရုံးတုံးကဖြစ်ကြစေခင်မောင်ချင်းနဲ့ဘိုးစိုးကသူတို့လူကြောကြောနဲ့ဟစ်ပီတို့ကိုဟဲ့အောင်နေတောင်းသားချင်းညင်ဟုဝင်ဆွဲကစေပတိနဲ့ကိုပြဲတို့ကကိုလူကိုဆွဲရသည်ထိုခိုက်ဆရာဦးမြတ်ဆွေမောင်းလာတော့မာဇရာကားလေးထိုးဆိုင်ပြီးဆရာကဝင်ဖြန့်ပြေးမှပင်ရံွဲပြီးတော့သည်ဆရာကောင်းကောင်းကြီးဆူဆုံးမှတော့သည်ခမရတို့မဖြစ်တင်တာဖြစ်တယ်ဟုဆရာကတခွပါပြောပြီးနောက်လမ်းမလဲကောင်ရှမ်းဖြစ်တယ်ဆိုတာဂျဘိုးတခုအချင်းလမ်းတည့်ရဲ့အချင်းအရက်မူသမားအချင်းမိကောင်းဖခင်တာသမီးရဲ့အချင်းမဟုတ်ဘူး ခမရတို့ကိုယ့်ဘာသာကိုတံမိုးဖြတ်နေတာပဲဒီတခါတော့ခွန့်လွတ်လိုက်မယ်နောက်တစ်ခါတော့ခမရတို့အေးအေးဖို့တင်ပြရမှာပဲပြောလိုက်လေသည်တကယ်တော့ဆရာဦးမြတ်ဆွေသည်အေးအေးယူစရာရှိလျင်ပြပြတသားအေးအေးယူတတ်သည်ဒီတော့မှဆရာတွေကပြင်းပြင်းထန်ထန်အေးအေးယူစရာရှိလျင်ယူတတ်သည်ဂျူရိုတို့ကြားဘူးဒီမှာတခါတော့ကအဆောင်တို့ရေခဲတတာယူလာကအဆောင်မှာအရဲတောက်သဖြင့်ထိုးချောင်းသားကိုချောင်းထုတ်ပြစ်သည်ဆိုပဲဆရာကကဲခမရတို့လက်ဆွဲနှုတ်ဆက်ခံလို့တော့အပိုပဲခမရတို့ရင်ထဲကလာမှာမဟုတ်ဘူးမချင်ရင်လည်းနေကြဗျာမမုန်းနဲ့ မခေါ်ရင်မကြည့်ရင်မျက်နှာလွှဲနေကြရမ်းတော့မဖြစ်ကြနဲ့နောက်ဆုံးသဘာဝကျသောစကားများကိုအစိုးလေးရဲ့အကြောင်းသားတွေလူစုခွဲတာကိုစောင့်ကြည့်ရင်ကြံ့ရစ်သည်ဒီကိစ္စသည်တည်းမဲ့နှိတ်ထတံပြီနောက်တော့ဒီအကြောင်းဘယ်သူမှမသိကြဘယ်သူစီမှာလည်းသတင်းပြန့်လွှင့်ခြင်းမရှိတော့ဘူးသို့တော့ကံကြမ္မာကအကွင်းကလေးများတစ်ခုပြီးတစ်ခုဆက်သွားသည်ပမာဒိုးများဆက်တိုက်လိမ့်ကထိသွားသည်ပမာချေလဲခြင်းတို့ချေလဲလာတာကိုတော့ဘယ်သူကိုအပြစ်တင်ရမည်လဲ ပေးနှဆင်ပေးကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရရှင်အပိုင်း၉ကိုလည်းဆက်လက်ဆောင်ရွက်နှဆင်ပေးပါဦးနော်